ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ TK viewer sin scan ကြီးကို KNL PDF ပူပေါင်းတက်များကတင်ပိုက်ရရှိပြီးတဝဲ TK လမ်းနဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်လန်ရေးတက်များကထိန်းချုပ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္လာရီတိုင်းတဝဲမြို့နယ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Tiki Test ခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း Force for Federal Democracy FFD တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်။ယနေ့မေလ9ရက်နေ့နံနက်ပိုင်းမှာဒဝေမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကံယူတန်းဒေတာတိုင်းစစ်ထနာချုပ်လက်အောက်ခံကံပေါက်အခြေဆိုင်ခလာရ203တရင်မှစစ်သားများအခြေချတပ်ဆွဲထားတဲ့ Tiki Scan ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှ အပြစ်သက်သိမ့်ပိုက်ရရှိခဲ့ပြီးစစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုလက်နက်ခဲယံသိမ်းဆည်းရရှိမှုများကိုစစ်ဆေးလျက်ရှိကြောင်းအဆိုပါစခန်းကိုမေလာဇန်းပိုင်းမှစတင်၍ဒုစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ TK စခန်းကိုဒီနေ့ပဲသိမ့်ပိုက်ရရှိပါပြီ။နှစ်ပတ်အကြာဆုံးလက်နက်ခဲယံသိမ်းဆည်းရရှိမှုတုံပန်းဖန်ဆီးရရှိမှုအခြေအနေတွေကိုတော့အတိမပြုတ်နိုင်သေးပါဘူးလို့ Force for Federal Democracy FFD တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို KNU KNLA ရဲ့စီရေးဥဆောင်မှုနဲ့ ဟာမိတ်တပ်ပေါင်းစုများ FFT ခြေမုံကြီးနဲ့ drone တပ်ဖွဲ့ KNL တာဝါခ drone အဖွဲ့တပ်မဟာလေး drone အဖွဲ့နဲ့ TPLF drone ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းအကြံဖက်စစ်တပ်စခန်းကိုဧပြီလနောက်ဆုံးအပတ်မှစပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာနေ့စဉ်နှီးပါတိုက်ပွဲပြင်းထန်ခဲ့ပြီးလေကြောင်းမှပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား40ခန့်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားမှုရှိကြောင်းသိရှိရပါတယ်။ လက်ရှိမှာဒဝေမြို့နယ်ဒဝေတီခီလန်းနဲ့ဒဝေမြို့နယ်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်လန်ရေးတပ်များကထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းတော်လန်ရေးတပ်များရဲ့အဆိုအရသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ပြည်သူကိုစက်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မျိုးမှရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုအပါအဝင်စစ်သား၄ဦးသေဆုံးပြီးတနက်3:00နဲ့3:30ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းမြောင်မျိုးနယ်မှာ ပြည်သူများကိုစက်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မျိုးမရဲစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုအပါဝင်စစ်သား၄ဦးသေဆုံးပြီးတနက်3လက်30ရရှိခဲ့ကြောင်း CDSOM ဗိုလ်ဆက်ကြစစ်ကြောင်းမှရဲဘော်စမာကပြောဆိုပါတယ်။မေလ9ရက်နေ့ပြည်သူများထံမှစက်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မျိုးမရဲစခန်းမှစစ်သား6ဦးကို CDSOM ဗိုလ်ဆက်ကြစစ်ကြောင်းနဲ့မဟာမိတ်တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနားရီကျော်ကြာမြင့်ခဲ့ပြီးစစ်သား3ဦးနေရာရင်းမှလဲကျသေဆုံးသွားကြောင်း ကြည်တိမှန်သွားတဲ့စစ်ဗိုလ်တဦးမှလည်းစစ်စခန်းသို့မရောက်မီဒဏ်ရာနဲ့ထပ်မံတေဆုံသွားခဲ့ကြောင်းကျန်စစ်သား၂ဦးမှဒဏ်ရာအပြင်းထန်ရရှိကြောင်းသိရှိရပါတယ်။စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနအီကြော်ကြတိုက်ပွဲဖြစ်ပါတယ်။စခ၃កောင်နေရာမှာပဲလဲကြတေဆုံပါတယ်။ကြည်တိတဲ့စစ်ဗိုလ်တော့စခန်းသားမရောက်ခင်ဒဏ်ရာနဲ့ထပ်မံတေဆုံပါတယ်။ကျန်တဲ့စစ်သား၂ဦးလဲဒဏ်ရာအပြင်းထန်ရပါတယ်ကျွန်တော်တို့တော်လိုင်းရင်ရဲဘော်တို့ဦးလက်မောင်းကြည်တိမှန်ဒဏ်ရာရပါတယ်မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MAC ရီတနက်3လက်သိမ်းဆည်းရရှိခဲ့ပါတယ်လို့ CDSOM ပိုဆက်ကြစစ်ကြောင်းမှရဲဘော်စမာကရှင်းပြပါတယ်။အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM ပိုဆက်ကြစစ်ကြောင်း MRF စစ်ဘုစစ်ကြောင်းစကိုင်းကရင်တရင်တနေမီခံပကဖားနဲ့ဇာမနီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးပြီသတင်းကြည့်ရှုနေတဲ့ပရိသတ်များကိုအသိပေးကြတာကတော့ကျွန်တော်တို့ channel လေးကမြေပြင်ချီနေတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ် တရင်နားထောင်နေကြတဲ့ပရိသတ်အားလုံးတရင် channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါရစေ။မြေပြင်အခြေအနေမှာထောက်ခံအားပေးလိုသူတွေ၊ကူညီခြင်းသူတွေအတွက်လည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ Parkan Landmine ကမ်မော်ရွာမှာတိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်ဆွဲရာနေရာတချို့ KIA သိမ်းပိုက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကမ်မော်ကျေးရွာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဆွဲရာနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ခဲ့တယ်လို့သတင်းအရင်းမြစ်တချို့ကအတည်ပြုပါတယ်။ရခိုင်ပြည်များကလေးကတိုက်ပွဲပြင်းထန်နေတဲ့ကံမော်ကြီးရွာမှာမေလ၈ရက်နေ့နနက်ပိုင်းမှာစပြီးတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်ကောင်စီကယမန်နေ့မေလ၈ရက်နေ့ညပိုင်းမှာလေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ကံမော်ရွာဘုံကြီးကျောင်းမှာသူတို့ကစုနေကြတော့အဲ့ဒါကိုကျွန်တော်တို့သွားပြီးမှထိုးစစ်ဆင်ပြီးနှစ်နာရီကျော်လောက်မှာဘုံကြီးကျောင်းကအကုန်လုံးကိုရှင်းလင်းလိုက်ပြီးလို့ ကချင်စီရေးတရင်အရေးမြစ်ကပြောပါတယ်။ကတ်မော်ရွာမှာရှိတဲ့ဆူတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ကြောင်းတရင်ရပေမဲ့လည်းတိမ့်ပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရကြောင်း၎င်းကပြောပါတယ်။ကတ်မော်မှာစားခါတွေတော်တော်လေးအထိနာသွားတယ်လို့စီရေးတရင်အရေးမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်ကလည်းမေလ၈ရက်နေ့ည၈နာရီ၄၀မိနစ်ကစပြီးလေကြောင်းတိုက်ခိုက်မှု၄ကြိမ်ပြုလုပ်တုံ့ပြန်ခဲ့ကြောင်းပြောပါတယ်။အခြားစီရေးတရင်ရင်းမြစ်တူကလည်းကတ်မော်ရွာဘုံကြီးကျောင်းနဲ့စူတောင်းတောင်နေရာတချို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီ မင်းစီတန့်ပြည်သူစစ်ရွှေမင်းပြည်သူစစ်များကိုယမန်နေ့ကတိုက်ခိုက်ခဲ့ရမှာလက်နက်ခင်းရန်များစွာတင်စေရရှိပြီးစစ်ကောင်စီပြည်သူစစ်ပူးပေါင်းတပ်များထွက်ပြေးသွားတယ်လို့လူမှုကွန်ရက်မှာအတည်ပြုထားပါတယ်။ဒါပြင် KNA ပူးပေါင်းတပ်ရဲ့မမော်မြိုတိန်စစ်စင်ရေးတိုက်ပွဲဆက်တိုက်ရှိနေပြီးစစ်ကောင်စီတပ်မိသားစုအချို့အပါအဝင်ပိတ်မိပြည်သူများကိုလည်းတိုက်ပွဲဖြစ်ရာဇုံမှ KNA ပူးပေါင်းတပ်ကကယ်ထုတ်နိုင်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတူကတော့ရွှေကျင်မြို့နယ်ခမရ998တရင်ဌာနချုပ်တစ်ခုလုံးကို KNL PDF ပူးပေါင်းတပ်များကအပြီးသက်တိုက်ခိုက်သိမ်းပိုက်တရင်ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများစွာရှိနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချီတောက်ကြီးရွာမှာရှိတဲ့ခမရ998တရင်ဌာနချုပ်တစ်ခုလုံးကို KNL PDF ပူးပေါင်းတပ်များကအပြီးသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တီတမတာဝန်ရှိသူတဦးကပြောဆိုပါရယ်။ ယမန်နေ့မေလ၈ရက်နေ့ညနေ9:00နာရီအချိန်မှာရွှေကျင်မြို့နယ်မှာရှိတဲ့ခမာယ968တရင်ဌာနချုပ်တခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဒရုန်းများနဲ့တိုက်ခိုက်မှုများစက်တိုက်လှုပ်ဆောင်နေတဲ့အတွက်နေမြေရှင်းလင်းရေးအတွက်အချိန်ယူလှုပ်ဆောင်နေရကြောင်းလက်ရှိအချိန်ထိစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့အလောင်းများတရင်ထဲမှာပြန်ကျင်းနေပြီးတင်းဆဲရရှိတဲ့လက်နက်ခဲယမ်းများကိုလည်းစီစဉ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။ PDF စစ်စင်ရေးနေမြေ1စစ်စင်ရေးနေမြေ2နဲ့ KNL တရင်ခွနစ်တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။စစ်ခွေးတိုက်စုံးမှုအရေးအတွက်နဲ့လက်နက်တွေရရှိမှုကလည်းအသေးစိတ်စစ်ဆင်နေစေဖြစ်ပါတယ်။ဂျီနန်းဆောင်နေရစေဖြစ်ပါတယ်။အခုတိမ့်ပိုက်ရရှိတာကတရင်ဌာနချုပ်တစ်ခုလုံးကိုတိမ့်ပိုက်မိတာပါ။ခမာယ9ခု8တရင်တစ်ခုလုံးကိုတိမ့်တာပါ။ကာကွယ်ရေးဝန်ကြီးဌာန MOD ကမကြခင်အသေးစိတ်တရင်ထုတ်ပြန်ဖို့ရှိပါမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တီတာမှတာဝန်ရှိသူကဆက်လက်ရှင်းပြပါတယ်။စစ်ကောင်စီက တရင်ဌာနချုပ်တခုလုံးဆုံးရှုံးသွားတဲ့အတွက်လက်တလောခမရ998တရင်တီရှိရာညောင်ချီတော့ကြေးရွာအပါအဝင်ပတ်ဝန်းကျင်ကြေးရွာမှာပြည်သူများမှာထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပူတင်နဲ့လက်တွဲပြီးနိုင်ငံတကာပူကျစိုးမိုးမှုတွေကိုတွန်းလှန်သွားမယ်လို့ရှီကျင်းဖင်ပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနိုင်ငံတကာပူကျစိုးမိုးရေးဝါရီတွေကိုမိတ်ဆွေရင်းချရုရှားသမ္မတဗလာဒီမာပူတင်နဲ့အတူလက်တွဲတွန်းလှန်သွားမယ်လို့ တရုတ်တမရရှိချင်းပြင်ကပြောကြားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်မှာဆိုဗီယက်ကနာဇီဂျာမနီကိုအနိုင်ရခဲ့မှု80ပြည့်အောင်ပွဲနေ့အခမ်းအနားတက်ရောက်ဖို့ရုရှားနိုင်ငံမော်စကိုမြို့တော်စီကိုရောက်ရှိနေရင်ပူတင်နဲ့တွေ့ဆုံချိန်မှာရှီကအခုလိုကြွေးကြော်ခဲ့တာပါ၄ရက်ကြာခီးစဉ်အတွင်းတရုတ်နဲ့ရုရှားတို့ကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးသဘောတူစာချုပ်တွေကိုပါလက်မှတ်ရေးထိုးခဲ့ကြပါတယ်ရှီကရုရှားနဲ့တရုတ်တို့ကြားပုံမှန်နဲ့ရှိုင်းတဲ့ယုံကြည်မှုမျိုးတည်ဆောက်နိုင်ခြင်းကိုချီးကျူးခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့အနောက်နိုင်ငံတွေရဲ့ဝေဖန်ရှုတ်ချမှုကိုခံနေရတဲ့ရုရှားအပေါ်ကာကွယ်ရည်တည်ပေးတဲ့သဘောမျိုးလည်းပြောဆိုသွားခဲ့ပါတယ်။ကဘာကြီးမှာတပတ်သက်ခြေလှယ်မှုတွေနဲ့လဝကြီးအုပ်ဗိုလ်ချစိုးမိုးမှုတွေကိုတွန်းလှန်ရမှာတရုတ်ဟာရုရှားနဲ့အတူရင်မောင်တန်းရည်တည်ရင်းကမ္ဘာစူပါပါဝါနိုင်ငံကြီးတစ်ခုအနေနဲ့ယူသင့်တဲ့တာဝန်တွေကိုထမ်းဆောင်သွားမှာဖြစ်တယ်လို့ရှီကဆိုပါတယ်။ပူတင်ကလည်းရှီကိုမိတ်ဆွေကောင်တူဦးဖြစ်ကျွန်းဆူခဲ့ပြီးတရုတ်မိတ်ဆွေတွေနဲ့အတူရုရှားဟာ တမိုင်းအမှန်တရားကိုမမမမရက်တီကာကွယ်ဖို့စစ်ပွဲကာလတွေရဲ့ဖြစ်စဉ်တွေနဲ့အမတ်ရစရာတွေကိုထိန်းသိမ်းဖို့ခေတ်သစ်နီယိုနာဇီဝါဒနဲ့စစ်လူလားမှုတွေကိုလက်တုံးပြန်လက်တွဲဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ပူတင်ကရုရှားနဲ့တရုတ်တို့ဟာအခုခါမှာတော့နီယိုနာဇီဝါဒကိုကြဲကြံ့ခံတွန်းလှန်ဖို့အတူရက်တီနေတယ်လို့လည်းဆိုပါတယ်။အမေရိကန်မှာဒေါ်နယ်ထရန့်တမရဖြစ်လာခဲ့ပြီးနောက်တရုတ်အပေါ်ပြစ်မှတ်ထားရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒတွေကိုကျင့်သုံးလာနေပြီး အဲ့ဒီကိစ္စကိုတံပြန်တဲ့အစီအမံအနေနဲ့ရှီဟာရုရှားခီးစဉ်အတွင်းနှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာသဘောတူစာချုပ်အများအပြားကိုလက်မှတ်ရေးထိုးသွားဖွယ်ရှိနေပါတယ်။နိုင်ငံတကာအရေးလေ့လာသူတွေကတော့အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးဆိုင်ရာ PR ပေးမှုတွေဟာတရုတ်နဲ့ရုရှားကြားပိုပြီးနီးကပ်သွားစေခဲ့ကြောင်းမှတ်ချက်ပေးထားကြပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးပြည်သူအသံများမှလည်းမော်စကိုမှာကျင်းပခဲ့တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်80ပြည့်အခမ်းအနားဟာရန်ငါစီကွဲကွဲပြားပြားဖြစ်စေခဲ့ပါပြီ။ တရုတ်နဲ့ရုရှားကဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အကျိုးစီးပွားကိုအကာအကွယ်ပေးမယ်လို့ဟေးကြွေးပြီးဗဟုကဘာသစ်ဖန်တီးမယ်လို့ကြွေးကြော်လိုက်ကြတယ်။ EU ပါလီမန်ရဲ့ဒိမတ်ကိုစားပြုအမတ်တွေကတော့မော်စကိုမှာကျင်းပတဲ့ဒုတိယကဘာစစ်အောင်ပွဲ280ပြည့်အခမ်းအနားတက်ရောက်ခဲ့တဲ့ EU နှစ်နိုင်ငံစလိုဗာကီးယားနဲ့ဆာဗီးယားနိုင်ငံကိုအရေးယူဖို့တောင်းဆိုလိုက်ကြပါတယ်။တချိန်တည်းမှာပဲယူကရိန်းပါလီမန်ကအမေရိကန်နဲ့အကျိုးတူဆောင်ရွက်မဲ့ဒက်သတုသဘောတူစာချုပ်မူကြမ်းကိုကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ ထရမ့်မှာဂျာမနီအဓိပတိအစ်မတ်စ်နော့တစ်နိုင်ငံခေါင်းဆောင်များဘောတစ်နိုင်ငံခေါင်းဆောင်များနယ်သာလန်ဝန်ကြီးချုပ်တို့ထံဖုံးခေါ်ဆိုခဲ့ပါတယ်။ဗြိတိန်နဲ့စီးချက်ခွန်အလျှော့တင်းလုပ်ပြီးကုန်သွယ်ရေးသဘောတူညီမှုရရှိခဲ့ပါတယ်။ဇယ်လန်စကီကလွန်ခဲ့တဲ့နှစ်80တုန်းကလိုပဲကမ္ဘာကအမေရိကန်ကိုလိုအပ်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်တဲ့အမေရိကန်ဝေရောက်လာခြင်းကြောင့် အနိုင်ရှုံးအဖြစ်ပေါ်ခဲ့တာကိုညင်ညွန်းပြီးယူကရိန်းစစ်ပွဲမှာလည်းအမေရိကန်သားပြက်ပြက်တားတားရက်တီခဲ့ရင်အဖြစ်ထွက်မှာဘာလို့ဆိုလိုခြင်းဟန်တူပါရဲ့။ဘာပဲပြောပြောထရမ့်မှာသူ့ရဲ့မိတ်ဆွေဟောင်းတွေဘက်ခြေဥ်ပြန်လဲလာပြီလို့ဆိုရပါမယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ ျွန်တော်တို့တော်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။